အသက်အငယ်ဆုံးအံ့ဘွယ်ပါရမီရှင် သိပ္ပံပညာရှင်လေးအကြောင်းတင်ဆက်ပေးခြင်းဖြစ်ပါတယ်။အသက်12နှစ်အရွယ်နဲ့အသက်အငယ်ဆုံးပေါမောခအဖြစ်အတိမတ်ပြုခြင်းခံရတဲ့ဆိုရင်ကမ္ဘာလူသားများအတွက်အထူးဆန်းသတင်းတစ်ပုဒ်ဖြစ်နေလိမ့်မယ်ဖြစ်ပါတယ်။ပါရမီရှင်လေးဟာဉာဏ်ရည်အစွမ်းတက်သည့်အလွန်ထက်မြက်မြင်မာပြီး အသက်2နှစ် ကာလမှာပင်ဓာတုဗေဒ periodic table ကိုသိရှိနေပြီဖြစ်ပါတယ်။အသက်9နှစ်သားအရွယ်မှာအိန္ဒိယနိုင်ငံ Mumbai University Rural College မှာအပမောခအဖြစ်တာဝန်ထမ်းဆောင်ပြီးသင်ကန်းစာများပို့ချလျက်ရှိပါတယ်။အမွေထူးဆန်းနေတဲ့အရာကတော့ယူဘဗေဒသင်္ချာနဲ့အခြားသောသိပ္ပံပညာရပ်များမှာခက်ခဲနေတဲ့အဖြစ်ပု္ပ္ပာများညီမြချင်းများကို ြည့်ရှင်းနိုင်နေခြင်းဖြစ်ပါတယ်။အဆိုပါပါရမီရှင်လေးကတော့ဆိုဘောနိုအေဆက်ဘာရီလို့ခေါ်ပြီး2012ခုနှစ်ဧပြီလ9ရက်နေ့နယူးယောက်မြို့မှာမွေးဖွားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအမေရိကန်ပြည်ထောင်စုသို့ရွှေ့ပြောင်းရောက်ရှိလာသူဖခင်ရာရှိဒူနဲ့မိခင်ရှာတီဒါတို့မှမွေးဖွားခဲ့တဲ့တားယောက်ကြလေးတူဖြစ်ပါတယ်။ အာရှຫນွယ်ဖွာအမေရိကန်နိုင်ငံသားတဦးဖြစ်သူဆိုဘောနိုအစ်ဆက်ပါရီဟာလင်းနှစ်သားအရွယ်မှာပဲသူ့ရဲ့အမခန်းစွမ်းရည်ကြွန့်ကျင်မှုသင်္ချာပညာနှင့်သိပ္ပံပညာရပ်များမှာ ထူးကျွန်ထက်မြက်မှုများကြောင့်သမရအိုဘားမားက၎င်းရဲ့ဉာဏ်ပညာများကို အသိအမှတ်ပြုချီးကျူးခဲ့ရပါတယ်။ဆိုပါပါမီရှင် အသက်အငယ်ဆုံးပေါမောခကလေးဟာယခုအခါအမေရိကန်ပြည်ထောင်စုနယူးယောက်တက္ကသိုလ်မှာပညာသင်ကြားပြီးအချို့သောအတန်းများကို စာပေများ သင်ကြားပို့ချလျက်ရှိကြောင်းသိရှိရပါတယ်။ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံအခေါ်ယခင်ကအိန္ဒိယပြည်နယ်တွင်းမှရှိတဲ့ဘင်္ဂလားပြည်နယ်လို့ခေါ်တဲ့ဒေသကနေကဘာကျော်ပုဂ္ဂိုလ်များပေါ်ထွက်ခဲ့ဘူးပါတယ်။အိန္ဒိယစာပေပညာရှင်ကြီး ရာဗင်ဒရာနတ်ဂိုးနဲ့သိပ္ပံပညာရှင်အဗ်ဒူကာလမ်တို့ကလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကပေါ်ထွန်းလာတဲ့ထင်ပေါ်ကျော်ကြားတဲ့ပုံကူများဖြစ်ပါတယ်။ယခုတင်ဆက်သောဆိုဘိုနိုအိုက်ဆက်ဘာရီလဲအလားတူထူးခြားထူးချွန်ထက်မြက်တဲ့ပါရမီရှင်ပညာရှင်များဖြစ်လာနိုင်ပွဲရှိပါကြောင်းတင်ဆက်အပ်ပါတယ်။